မေဆက်ရှေဒီမိုကရေစီရေတော်စစ်ဘိုလ်ချုပ်ဘာကျုံဟီက1962ခုမေလ16ရက်မှာကိုရီးယားနိုင်ငံကိုပထမဆုံးစစ်တပ်အာဏာသိမ်းပြီးတိုင်းပြည်ရဲ့အချုပ်ချာအာဏာအလုံးကိုတပ်မတော်ရဲ့လက်အောက်ကိုသိမ်းသွင်းခဲ့တယ်1969ခုအောက်တိုဘာလ26ရက်ည9နာရီချိန်အချိန်ခန့် 담아로이 토란지게 부족 긴책 그유가 담아다 바종이고 소묘 사도사이 စုံလို့ချုပ်ချူတော်ဝန်ကကိုရီးယားနိုင်ငံရဲ့ဖွံ့ဖြိုးပုံအခြေခံပြင်ဆင်ရေးအတွက်ကြိုးပမ်းနေသလိုတစ်ဖက်ကလည်းဒီမိုကရေစီအရေးလှုပ်ရှားသူခေါင်းဆောင်များကိုဖိအားပေးဖန်ဆင်းမှုများပြုလုပ်လာခဲ့ကြတယ်။ကြောင်သားများလည်းမချင်မနှက်ဖြစ်ပြီးတော့စစ်တပ်အစိုးရအဆန့်ကျင်ရေးလူထုအုံကြွမှုဖြစ်ပေါ်စေရန်မြေအောင်လှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ရတယ်။ အဲ့ဒီလိုနဲ့1980ခုမေလ18ရက်နေ့မှာချန်ဒူဝမ်အစိုးရကစီအဝေးမှာကြောင်းသားပြည်သူများဒီမိုကရေစီအရေးမလောက်ရှားနိုင်ရန်အတွက်ဒီနိုင်ငံလုံးတွင်လုံထိန်တက်ညအာအာပြချထားရန်အမိန့်ချခဲ့တယ်။အဲ့ဒီလိုနဲ့1980ခုမေလ18ရက်နေ့မှာဂျော်လာတောင်ပိုင်းပြည်နယ် ခွန်ကျူးမြို့အတွင်ရှိတက္ကသိုလ်များမှချန်တူဝမ်ရဲ့လက်ပါစီလုံထင်းတပ်သားများကစောက်ကျင်းရံတွင်ချထားရခဲ့ခွန်ကျူးမြို့ရှိချောင်းနန်တက္ကသိုလ်ကိုစောင့်ကြက်ကြီးရှိစစ်ခဲ့ကြတဲ့ချန်တူဝမ်ရဲ့လက်ပါစီလုံစင်တများကကျောင်းကျောင်းတက်လာကြတဲ့တချို့တဲ့ကျောင်းသူကျောင်းသူတွေကိုမဝန်းရံ မတရားပိတ်ပင်တရှိခဲ့ကြရမှာကျောင်းသားများနဲ့လုံထင်းတက်များခန့်ရဖြစ်ပွားခဲ့ကြပါတယ်။ရှင်ကုန်းမှာတင့်ထားတဲ့အရှင်ကလေးကရှိတဲ့စုအလုံးကြီးများကျောင်းသားများရဲ့နှုတ်ဖြားမှပေါ်ထွက်လာပြီးတက္ကသိုလ်ရှိ လုံထင်းတက်များထသွားရဲ့ဆဲအစိုးရအလုံးရှိခုခွန်ကျူးမျိုးနယ်ရှိ ီနန်လမ်းမကြီးအတိုင်းချီတက်ကဆန္ဒထုတ်ပေါ်ခဲ့ကြတယ်။ចောင်းသားများနဲ့အတူ ပြည်သူများဖူးပေါင်းလာခဲ့ကြပါတယ်။မေ16ရက်မှာဆန္ဒပြသူတချို့ကလုံထင်းတံများကိုခီးတဲ့တံကားတွေမောင်းပြီးတော့ဝန်တိုက်ခဲ့ရ။လုံထင်းတပ်သား၄ဦးပွဲချင်းပြီးဆုံးရ။၎င်း၌လုံထင်းတံများကចောင်းသားပြည်သူများကြားတဲ့တဏ္ဍာများနဲ့ပြစ်ခတ်ရ။ ပြည်သူနှစ်ဦးလည်းတည်ဆုံးခဲ့ပါ။ကျောင်းသားပြည်သူအလို့သမားပူပေါင်းကစစ်အစိုးရအလို့မရှိကြောင်းဆက်လက်ဆန္ဒပြတောင်းတခဲ့ကြသလိုချန်တူဝန်ရှိတဲ့စစ်အစိုးရကလည်းလုံထိန်အင်အားရဲအင်အားနဲ့လုံလောက်တော့စစ်တပ်အင်အားထက်ဖြစ်ဆန္ဒပြနေတဲ့ကျောင်းသားပြည်သူများကိုမတရားပြစ်ခတ်တပ်ဖြတ်ဖမ်းဆီးခဲ့ကြပါတယ်ဆန္ဒပြပွဲမှာ ကျောင်းသားပြည်သူအလုသမားများနဲ့အတူတက္ကသိုလ်ပေါင်းပေါင်းခါများကျောင်းဆရာများစစ်မှုထမ်းများပါဝင်လာကြဆန္ဒပြသူကြီးများကစစ်တပ်ရဲ့လက်နက်ကန်မကြိုက်လက်နက်တိုက်ကိုဖောက်ကလက်နက်ကန်စစ်သားများကိုလက်နက်များနဲ့ပြန်လဲခုခံတိုက်ခတ်ခဲ့ကြပါမေ၁၈ရက်မှာစတင်လိုက်တဲ့ဒီမိုကရေစီအရေးတော်ပုံမှာ မေလ29ရက်နေ့မှာပြီးဆုံးခဲ့ပါတယ်။ဒီဆုံးသူကတော့160နံပါတ်3ဦးပျောက်ဆုံးသူ166ဦးနဲ့ဒဏ်ရာရရှိသူအဲ့ဒီဒဏ်ရာရရှိတဲ့နောက်မှာဒီဆုံးသွားတဲ့သူကတော့100နံပါတ်1ဦးဒဏ်ရာရရှိတဲ့သူက3139ဦးအထမ်းခံရသူ 1589ဦးအမည်မသိတဲ့အလောင်း9လောက်စုစုပေါင်းဒီဆုံးလူတန်ရာရသူပြောက်ဆုံးသူဖန်ခံရသူစုပေါင်းက9189ရှိရပါတယ်ဒီသက်ရှင်မှာဒီဆုံးသွားကြတဲ့ကျောင်းသားပြည်သူများကိုမန်တော်တုတ်တန်မှာမိမြတ်တချို့ထားခဲ့ပြီးနောက်တမတကင်းမြောင်ဆန် လက်ထက်မှာမေ18ဒီမိုကရေစီတုတ်တန်တက်ကိုတိဆောက်ပြီးပြောင်းရွှေ့မြုံနိုင်ခဲ့ပါနှစ်စင်မေလ18ရက်ရောက်တိုင်းမေ18အောင်မွေပဲအခမ်းအနားကိုကျင်းပခဲ့ကြပါတယ်2020ခုမေ18ရက်သမတ္တမွန်ကျဲအင်းလက်ထက်မှာမေ18ဒီမိုကရေစီအရေးတော်ပုံစတင်ဖြစ်ပွားခဲ့တဲ့ဂျောင်းနိုင်ပြည်နယ်မှုရုံးရှိတူ ထမဆုံးကျင်းပခဲ့တယ်။မေဆက်ရှိဒီမိုကရေစီရေတော်ပုံပေါ်ဝင်ခဲ့ကြတဲ့ကျောင်းသားပြည်သူများအားမျက်နှာချင်းများထုတ်ပေးခြင်းထောက်ပံ့ခြင်းများပေးခြင်းမေဆက်ရှိသမိုင်းကျောင်းကိုကျောင်းသုံးဆောင်များတို့ကြားထမ်းပေးခြင်းများမေဆက်ရှိတို့ပေါ်ဝင်ခဲ့ကြတဲ့ကျောင်းသားပြည်သူများအားမေဆက်ရှိတုတ်တန်တို့မြေမြုပ်တကြွခွန့်ပေးထားပါတယ်။မေဆက်ရှိသမိုင်းမှန်ကို ဖော်ထုတ်ပေးခြင်းမေဆက်ရှစ်ဒီမိုကရေစီအရေးတော်ပုံအားနှိမ်နှင်းခဲ့တဲ့တမတချန်ဒူဝမ်နဲ့တမတနူနိုတေဝူနဲ့အပေါင်းအဖာတွေကိုအမှုဆက်ဆေးပြီးအပြစ်ဒဏ်များကို CSD ပေးခဲ့ကြပါတယ်